အားလုံးမင်္ဂလာပါ UK Master Facebook နဲ့ YouTube ခံရတဲ့ကျေးဇူးပါတယ်ချန်ပီယံပေးတဲ့အားလုံးမင်္ဂလာပါ ီကနေ့ရဲ့နောက်ဆုံးရအောက်စားသင်းတွေကိုကြည့်ရမယ်ဆိုတော့နမေချိုစူပါစတာခရစ်စတီယာနိုရီတူတယောက်အာလနာဆာကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်လက်ရှိမှာတော့သူ့ကိုဘရာဇီးကလပ်ဘူတာဖူကိုအသင်းကခေါ်ယူဖို့ဆန္ဒရှိတယ်လို့ဆိုထားတယ်ဒီသင်းကတော့ကိုပါလီပါတီတိုးပြိုင်ပွဲမှာချန်ပီယံဖြစ်ပြီးတော့ FIFA ရဲ့ Club World Cup ကို ပါဝင်ခွင့်ရရှိထားတာဖြစ်ပြီးတော့ဒီပိုင်ရှင်တွေကလက်ရှိမှာပြင်သစ်ကလပ်လီယွန်ကိုပိုင်တယ် ဘရာဇီးကဘူတာဖိုကိုအပြင်ခရစ်စတယ်ပဲလစ်နဲ့တစ်ဖက်ကဖလော်ဒီယာ FC စတဲ့အသင်းတွေကိုပိုင်ဆိုင်ထားပြီးနာမည်ကျော်စူပါစတာခရစ်စတီယာနိုရော်နယ်ဒိုကိုခေါ်ဖို့ဆွေးနွေးမှုတွေပြုလုပ်ရရှိတယ်လို့ဆိုထားပါတယ်။ရီယယ်မက်ဒရစ်အသင်းကတော့ကလပ်ဝေါ်ကပ်ပြိုင်ပွဲပြီးတာနဲ့ လူကာမိုထရီရဲ့ကျွန်းနံပါတ်ကိုခီလီယန်အမ်ဘာပေကိုပေးအပ်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အမ်ဘာပေကပါရီစ်ဂျမင်ကပြောင်းရွှေ့လာပြီးတဲ့နေ့မှာရီယယ်မဒရီရဲ့ကျွန်းနံပါတ်6ကိုဝစ်ဆင်ထားတာမှန်ပေမဲ့သူကတော့ကျွန်းနံပါတ်10ပေးသွားဖို့ပြင်ဆင်ပြီးလူကာမိုထရီရဲ့ကျွန်းနံပါတ်ကိုကလပ်ဝေါ်ကပ်အပြီးမှအမ်ဘာပေရရှိမှလည်းဖြစ်တယ်။ အန်တိုနီယိုရူဒီကာရဲ့တန်ရာချင်းတွေကတော်တော်လေးကိုတတ်တာလာတဲ့အတွက် FIFA Club World Cup ပြိုင်ပွဲရဲ့ဒုတိယပွဲစဉ်ပချူကာနဲ့ပွဲကိုပါဖို့တာဂက်ထားလေရှိတယ်။အန်တိုနီယိုရူဒီကာဟာအက်ကလစီကိုပွဲမှာဒဏ်ရာရှိသွားခဲ့တဲ့အတွက်ကာလရှည်ကြာအနားယူနေရတာဖြစ်ပေမဲ့သူ့အနေနဲ့ဒဏ်ရာပြဿနာပြန်လည်တတ်တာလာတဲ့အတွက် ဒုတိယပွဲမှာပြန်ပါနိုင်မှာဖြစ်သလိုဒန်နီကာဗာဟာနဲ့အက်ဒမီလီထောင်းတို့လည်း Club World Cup ပြန်ပွဲအတွက် ready ဖြစ်ပြီလို့ဆိုထားပါတယ်။ Real Madrid အသင်းကသူတို့ရဲ့လူငယ်ကစားမ Nico Pass နဲ့တစ်ဖက်က Stuka ရဲ့ကစားမ Angelo Da Stella တို့နှစ်ယောက်ကိုခေါ်ယူဖို့ကြိုးပမ်းနေကြောင်းမာကာကပေါ်ပြထားပါတယ်။အထူးသဖြင့် Como ကိုရောင်းချထားပြီး buyback option နဲ့ပြန်ဝယ်လို့ရတဲ့ Nico Pass ကိုပြန်ခေါ်ဖို့ကြိုးပမ်းနေသလို Stuka ရဲ့ကွင်းလက်ကစားမ Stella ကိုလည်းခေါ်ယူနိုင်ဖို့ သူတို့ဘက်ကကြိုးပမ်းလဲရှိတာပါဘာစလိုနာအသင်းကယမားကိုစာချုပ်တက်တန်းထပ်တိုးဖို့သဘောတူလိုက်ပါတယ်2032ခုနှစ်ထိ6နှစ်စာချုပ်ချုပ်ဆိုပြီးတော့ရိုဂျင်းငွေ10ဘီလီယံထည့်သွင်းထားတာဖြစ်တယ်ယမားရဲ့စာချုပ်တက်မှာလောက်ကာလအစာယူရို15တန်းကနေတန်း20ထိရရှိမှာဖြစ်ပြီးတော့ဒါကကလပ်အသွင်းမှာ တတိယမြောက်လာဆာအများဆုံးဖြစ်လေဗန်ဒေါစကီနဲ့ဒီအောင်လူရဲ့နောက်မှာရှိမှလည်းဖြစ်တယ်။ဘာဆိုနာလီနဲ့ယမားကိုဂျွန်နမတ်30ပေးအပ်မှာဖြစ်ပေမဲ့ယမားကအန်ဆူဖာတီထွက်သွားမှပဲဂျွန်နမတ်30ကိုရယူသွားမှဖြစ်ကြောင်းဆိုထားပါတယ်။ဘာဆိုနာဟာလူငယ်ကစားမှခက်ဆာတို့ကိုလည်းတတ်တန်းထတ်တိုးဖို့ပြိုးပမ်းနေသလိုတစ်ဖက်မှာလည်းမတ်ဘာထရာကလည်းတတ်တန်းထတ်တိုးမှဖြစ်ပြီးဒီစားပါနှစ်ယောက်စလုံးမြတ်ကြခင်မှာကာလာရှိချာတတ်တန်းတိုးသဘောတူညီမှုရရှိမှဖြစ်ကြောင်းဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ဘာဆို ာရဲ့အသင်းကောင်းဆောင်ရိုနယ်အာဟူကာတိုကလပ်တင်းကထွက်ခွာသွားမယ်ဆိုတဲ့သတင်းလေးကိုညှင်းဆန်ထားပြီးသူဟာဘာစာရဲ့အသင်းကောင်းဆောင်တယောက်ဖြစ်တဲ့အတွက် ဒီအသင်းမှာကာလာရှိချာဆက်ရှိမှာဖြစ်သလိုစာချုပ်တက်တန်းထပ်တိုးထားတဲ့အတွက်သူ့အနေနဲ့အသင်းမှာပဲဆက်ရှိမယ်လို့ဆိုထားပါတယ်ဖရိုတီနာအသင်းရဲ့ကိုမဒါဗစ်ဒဟေယာကိုမိုနာကိုကခေါ်ဖို့လုပ်နေပါတယ်မိုနာကိုဟာဒီယာဒီမှာပြင်ဆင်မှုတွေနေနဲ့ဘိုင်မြူနစ်နောက်ခံလူအဲရစ်ဒိုင်ယာဘာစလိုနာရဲ့အန်ဆူဖာဒီကိုခေါ်ယူခဲ့ပြီးမှဒါဗစ်ဒဟေယာကိုပါဆက်သွယ်မှုပြုလုပ်ထားတာလည်းဖြစ်တယ်အတ္တလန်တာအသင်းနဲ့အေစီမီလန်အသင်းကဂျူဗန်တက်စ်ရဲ့နီပြာဟောင်းတီယာဂိုမော့တာကိုချဉ်ကပ်ထားပါတယ်နေရောက်စလုံးကသူတို့က ိုခေါ်ချင်တာဖြစ်ပြီးတော့အတ္တလန်တာကဂက်စပါရိုနီထွက်ဖို့ရှိတဲ့အတွက်မော်တာနဲ့အစားထိုးခြင်းလို့ဆာဂျီယိုကွန်ဆေဆာနေရာမှာ AC မီလန်ကလည်းမော်တာကိုခေါ်ချင်တာဖြစ်တယ်။တစ်ချိန်တည်းမှာပဲနာပိုလီသင်းရဲ့နီပြအန်တိုနီယိုကွန်တေကိုဂျူဗန်တက်စ်က၃နှစ်စာချုပ်နဲ့ကမ်းလှမ်းထားတယ်။နာပိုလီသင်းကလည်းနူယာဒီမှာလမ်းကွဲဖို့တည်ကြတော့ရှိတဲ့အန်တိုနီယိုကွန်တေကိုဒါဂျူဗန်တက်စ်ကတချော့ပြန်စိတ်ဝင်စားနေပြီးတော့၃နှစ်စာချုပ်ကမ်းလှမ်းထားလို့ နာပိုလီကလည်းဂျူဗီနီပြာဟောင်းမတ်စ်အလဂရီနဲ့အစားထိုးပွဲရှိကြောင်းဆိုထားပါတယ်။အင်တာမီလန်သင်းရဲ့နီပြာဆီမိုနီအင်ဇာကီကရက်စမတ်ဖိုင်လန်ကိုသဘောကျကြောင်းဖော်ပြလာတယ်။လာဂစတာတယ်လီစပွန်မှာဖော်ပြချက်အရဖိုင်လန်ကိုယာတီကုံထီအငှားနဲ့ခေါ်ဖို့စိတ်ဝင်စားပြီးတော့ယာတီကုံမှာအပိသက်ခေါ်ယူဖို့နဲ့သူဟာစီးရီအတိုက်ကစားမတယောက်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။ဆော်ဒီအာရေဗျာကလပ်ဖြစ်တဲ့အဲဟလာအသင်းကတော့ မန်ယူနိုက်တက်ရဲ့အသင်းကောင်းဆောင်ဘရူနိုဖနန်တက်စ်ကိုတပတ်9သိန်းနဲ့ကမ်းလှမ်းထားပြီးတော့ သုံးနှစ်စာချုပ်ဖြင့် offer ပေးထားပါတယ်။ဒါ Bruno Fernandes ကခုလက်ရှိနေထိုင်ရ Manchester United ကထွက်မယ်ဆိုရင်82နှစ်အတွင်းအပီးတိုက်အကြောင်းပြန်ပူတောင်းဆိုမှုပြုလုပ်ထားတာလည်းဖြစ်တယ်။ Ruben Amorim ကတော့ Alejandro Garnacho ကိုအသင်းကထွက်ရမယ်လို့ဆိုထားပြီးတော့သူ့အနေနဲ့အသင်းသိရှာဖို့ပြောဆိုထားတယ်။ Garnacho ကတော့ Napoli, Atletico Madrid နဲ့ Chelsea အသင်းတွေနဲ့စတင်စကားပြောဆိုနေပြီဖြစ်ပါတယ်။ Man United နဲ့ Ipswich Town ကြားမှာ Leon Dele ရဲ့အပြောင်း ရွှေ့အတွက်သဘောတူညီမှုရရှိထားပြီးဖြစ်တယ်။ United ကကုညာကိုခေါ်တယ်လို့ပဲ Ipswich Town ကိုလည်းရောကြီးစာချုပ်တန်း30ပေးမယ်လို့အတည်ပြုထားတာဖြစ်တယ်။ Manchester United အနေနဲ့ကစားမဘက်ကယက်ဆိုတဲ့ကောင်းတစ်ချက်ညှိတာနဲ့ဒီပြောင်းရွှေ့အပြီးတက်မှာဖြစ်ကြောင်း Times ကဖော်ပြထားတာပါ Chelsea အသင်းကတော့အခုလောလောဆယ်မှာ Joao Pedro, Victor Osimhen နဲ့တပတ်ကတော့တိုက်စစ်မှုတွေကိုတောက်လျှောက်ကြည့်နေပြီးတော့သူတို့အနေနဲ့ဒါထိတ်တန်းတိုက်စစ်မှုတယောက်ခေါ်ယူနိုင်လိမ့်မယ်ဖြစ်ကြောင်းယုံကြည်မှုတွေရှိတယ်လက်ရှိမှာတော့ Joao Pedro ကို Brighton ကတန်း80လောက်သတ်မှတ်ထားပြီး Osimhen ကလည်း Euro တန်း85တန်းရောချေးစာချုပ်ရှိသူလည်းဖြစ်တယ် Chelsea အသင်းကအခုလောလောဆယ်မှာ Eintracht Frankfurt ရဲ့အသက်22နှစ်အရွယ်ရှိတဲ့ပြင်သစ်လူငယ်တိုက်စစ်မှု Hugo Aki Titi ကိုလည်းဆက်သွယ်ထားပါတယ်။ဒီစားမက Paris Saint-Germain ကပြောင်းလာပြီးတော့ I Transfer မှာခြေစွမ်းပြနေတာဖြစ်တယ်။ဒါပြောင်းရွှေ့ခြေကိုတော့ပေါင်84တန်းတီ I Transfer ကသတ်မှတ်ထားပြီး Chelsea က Club World Cup ပြိုင်ပွဲမှာအသုံးပြုဖို့ဆန္ဒရှိတာပါ။ I Transfer ကသူတို့တောင်းဆိုတဲ့ပေါင်84တန်းပေးရင် Payment Structure ကို Chelsea စိတ်ချပေးခွင့်ပေးမယ်ဆိုပြီးတော့သူတို့ဘက်ကအကြောင်းပြန်ထားတာလည်းဖြစ်တယ်။ အန်ဂျိုမာရက်စကာကဂျီရန်ဆန်ချိုကိုဆက်ထိန်ထားမလားပြန်လွှတ်မလားကိုတရားဝင်ဆုံးဖြတ်ချက်ချထားခြင်းမရှိဘူးလို့ဆိုထားပါတယ်သူတို့ရဲ့ conference league ပွဲအပြီး club world cup မတိုင်ခင်မှာဒီ decision ကို club ဘက်ကချသွားဖို့ရှိပြီးတော့ media တွေရဲ့ report တွေရတော့ဂျီရန်ဆန်ချိုတရား United ကိုဒိုချင်းဝင်၅တန်းနဲ့ပြန်သွားနိုင်ပွဲရှိတယ်လို့သတင်းတွေပေါ်ပြပေမဲ့အန်ဂျိုမာရက်စကာတို့ဘက်ကအခုချိန်ထိ ဘာဆုံးဖြစ်ချက်မှချထားခြင်းမရှိကြောင်းဆိုထားတာပါ Tottenham Hotspur ကလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ် Bayern Munich ရဲ့တောင်ပန်ကစားမှ Lewis Sané ကိုကမ်းလှမ်းလိုက်ပါတယ်29နှစ်အရွယ်ရှိတဲ့ Manchester City ရဲ့တောင်ပန်ကစားမှဟောက် Lewis Sané ကို ဘိုင်ယန်ကစာချုပ်တက်တန်းတိုးထားပေမဲ့စာနေကသူ့လူချင်းနဲ့လောက်ခလှစာမျိုးမရတဲ့အတွက်ပယ်ချထားတာဖြစ်တယ်။လက်ရှိမှာတော့စပါဘက်ကအလုပ်ပြောင်းရွှေ့ခြင်းနဲ့သူ့ကိုရှားနိုင်ဖို့ဆွေးနွေးမှုတွေပြုလုပ်ထားပြီး proposal တစ်ခုတင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ Tottenham Hotspur အသင်းက မတီတဲကို အပိသက်ခေါ်ဖို့ထက်တရားဒီအငားထက်ကားဖို့ကိုပဲဆွံ့ွေးနေစေဖြစ်တယ်။ပေါင်တန်း60နဲ့ခွေခွင်းရှိမဲ့ထဲကိုစပါအသင်းနေနဲ့နောက်တရားဒီထက်ကားဖို့နဲ့သူတို့ဘက်က နောက်တရာဒီမပဲအပိသက်ဝယ်ယူခွင့်နဲ့အတူထဲသွင်းဖို့ပြင်ဆင်နေသလိုစပါဘက်ကအသင်းကောင်းဆောင်ဟျူမင်ဆွန်ကိုပါအသင်းမှာဆက်ထိန်းထားဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။လီဗာပူးရဲ့စူပါစတာမိုဟာမက်ဆာလတ်စကတော့သူ့အနေနဲ့အသက်40ထီကောင်းကောင်းဘောလုံးကစားနိုင်ကြောင်းနဲ့တစ်ချိန်ချိန်မှာဆော်ရီယာလီဗီယာကို ပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းဖော်ပြလာပါတယ်။32နှစ်ရွယ်ရှိတဲ့မိုဆာလတ်စကဒီယာဒီမာပရီးမီးယားလီး 29ကိုတွင်ပြီးတော့ဖန်တီးမှုဆက်ရှိခြင်းရရှိထားသလိုတူဦးချင်းအကောင်းဆုံးစုတွေကိုရရှိထားသူဖြစ်တဲ့ Osiris ကလီဗာပူးနဲ့နှစ်နှစ်သက်တမ်းထပ်တိုးထားတာဖြစ်ပြီးတော့သူ့အနေနဲ့စာချုပ်သက်တမ်းကုန်တဲ့အခါ Saudi Arabia ကိုပြောင်းဖို့စံနှရှိနေစေဖြစ်ကြောင်းဖော်ပြထားပါတယ်။လီဗာပူးကသူတို့ရဲ့လူငယ်နောက်ခံကလာမား Jared Consas ကိုတန်း30ထိပြောင်းရွှေ့ချေးတက်မှတ်လိုက်ပါတယ်။ဒီလူငယ်နောက်ခံကလာမားကို Bayer Leverkusen, Borussia Dortmund, Nottingham Forest, Bournemouth, Brentford နဲ့ Everton ်အပါဝင် Newcastle United အသင်းတွေကခေါ်ချင်နေပြီးတော့ Liverpool ဘက်ကတန်း30ရရင်ထွက်ခွာခွင့်ပေးမှာဖြစ်တယ်လို့ဆိုပါတယ် ခနာတီကတော့အခုလီဗာပူးနဲ့တတန်းတိုးကိစ္စကအခုချိန်ထိအချိန်ဆွဲနေစေဖြစ်တယ်အီဗရာဟီမာခနာတီဟာစာချုပ်တတန်းနောက်ဆုံးနှစ်ကိုရောက်ရှိနေပြီးရီယယ်မက်ဒရစ်ကသူ့ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့စီရင်ထားပြီးဖြစ်တယ်လီဗာပူးဘက်ကအီဗရာဟီမာခနာတီဟာထရိုင်အလက်ဇန္ဒားအာနိုတုံးကလုတ်ခဲ့တဲ့ပုံစံမျိုးတွေကိုလှုပ်ဆောင်နေတဲ့အတွက်စိုးရိမ်ပူပါမှုရှိပြီးအလွတ်နဲ့ဆုံးရှုံးသွားနိုင်ပွဲရှိတဲ့အတွက် တတ်တန်းအများဆုံးတိုးနိုင်ဖို့အစွမ်းကုန်ကြိုးပမ်းနေစေဖြစ်တယ်။အာဆနယ်သင်းကဘက်ဂျမင်ဆက်စကိုကိုတွားရောက်တွဲဆောင်ခဲ့ပြီးကစားပေါင်းကိုခေါ်ယူဖို့သူတို့ပကညှိနှိုင်းနေတယ်။အထူးသဖြင့်အာဆနယ်ရဲ့အာဇာဒရိုက်တာဟာဒါ live set တောင်းရှိသူတွေကိုအသီးပေးထားပြီးတော့ဒီစားမခေါ်ယူနိုင်ဖို့ညှိနှိုင်းမှုတွေကိုစတင်ပြုလုပ်နေကြောင်း Sky Germany ကဆိုထားပါတယ်။ခုနှစ်က Lisbon မှာကန်တဲ့အမျိုးသမီး Champions League Final နဲ့ Arsenal နဲ့ Barcelona ပွဲအတွင်းမှာ Arsenal ရဲ့ Driver ဒီပွဲကိုတက်ရောက်ကြည့် ူကက်ရိုဂျော့ချ်ကွန်ကင်းနဲ့တိုက်ခဲ့တယ်ဒီပွဲအတွင်းမှာပဲအာစနယ်ဘက်ကစပူတင်တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့တယ်လို့ယော့ကရက်စ်ရဲ့အေဂျင့်ဖြစ်တဲ့ဟာဆန်စန်တီကာရီယာဆိုတဲ့သူကိုဆက်သွယ်ခဲ့ပြီး ဗီတာယိုကရက်စ်ရဲ့အပြောင်းရွှေ့အတွက်ယူရို80ကမ်းလန်းခဲ့ကြောင်းဖော်ပြခဲ့တယ်။ဒီကမ်းလန်းမှုမှာယိုကရက်စ်ကိုလက်မှတ်ထိုးချေ12တန်းအပြင်လောက်ခလာစာတပတ်ကို2သိန်းရှိမဲ့လာစာမျိုးနဲ့9နှစ်စာကျုံနဲ့ကမ်းလန်းခဲ့ကြောင်းဖော်ပြထားပါတယ်။အာစနယ်သင်းနေနဲ့မော်ဂန်ကင်းဗွိုက်စ်ရဲ့အခြေအနေကိုလည်းလေ့လာနေတယ်။မာတင်ဇူပါမန်တီကိုခေါ်ယူမှာဖြစ်သလိုပါတီးကိုတက်တန်းထပ်တိုးနိုင်မှာဖြစ်ပေမဲ့ ဂျော်ဂျီညိုထွက်သွားတဲ့ကွင်းလေအတွက်မန်ချက်စတာစီးတီးလိုချင်နေတဲ့ Morgan Kipwhite ကိုကမ်းလှမ်းထားပါတယ်။လက်ရှိမှာတော့ Northern Forest ကလည်း City ရော Arsenal ရောလိုချင်တဲ့ Morgan Kipwhite ကိုပေါင်တန်းတရာထိတောင်းဆိုထားတာပါ။ Man City နေနဲ့အခုပြည်သစ်ကလပ် Lyon ရဲ့ Ryan Chigri ကိုလည်းချဉ်းကပ်ထားပါတယ်။ပေါင်25တန်းနဲ့ခေါ်နိုင်ဖို့ကြိုးပမ်းနေတာပါ။ လီဗာပူးနဲ့မန်ယူနိုက်တက်ကဆက်သွယ်ထားပေမဲ့ဖက်ကွာဒီယိုလာကဒီကစားပအုပ်ကိုစကားပြောထားပြီးဒီဘရိုင်းနာနေရာအစားထိုးဖို့အတွက်ရည်ရွယ်ထားတယ်လို့ဆိုထားပါတယ်မန်ချက်စတာစီးတီးကခိုင်ဝိုကာကိုကလပ်ဝိုကက်စင်နဲ့မှာထည့်သွင်းထားခြင်းမရှိဘူးရိုက်ဘတ်တယောက်လက်ဖ်ဘတ်တယောက်နဲ့သူတို့ကလိုအပ်ရင်ကွင်းလေကစားမတယောက်ပါဝင် ကစားမအနည်းဆုံး၄ယောက်လောက် ဒီဈေးကွက်တွဲမှာခေါ်သွားဖို့ရှိပါတယ်မန်စီးတီးနဲ့ AC Milan အကြားရိုင်းဒါအပြောင်းရွှေ့ပြီးတပ်ဖို့အစွမ်းကုန်ကြိုးပမ်းနေတယ်ဘရူးနေမှာနှစ်ဖက်ကြားတွဲဆုံခဲ့ပြီးတော့မီလန်မှာတွဲဆုံမှုရအပေါင်းလက္ခဏာဆောင်ပြီးပြောင်းရွှေ့ခြင်းတန်း60နဲ့80ကြားဖြစ်နိုင်မယ်လို့ဆိုထားပါတယ်။နာပိုလီရဲ့ဒရိုက်တာကတော့ကေဗရီဒဘရိုင်းနာနဲ့ဆွေးနွေးနေကြမှန်ကန်ကြောင်းနဲ့အလဟန်ဒိုဂါနာချူကိုပါဆွေးနွေးနေကြအတည်ပြုထားပြီး နှစ်ယောက်စလုံးကိုဒီဈေးကွက်တွေမှာခေါ်နိုင်ဖို့တာဂတ်ထားနေပါတယ်ပြင်သစ်လီဝမ်ကိုရောက်လာတဲ့ပူပူနွဲ့နွဲ့ကလပ်ဖြစ်တဲ့ Paris FC အသင်းက Everton အသင်းရဲ့ PSG ကိုလည်းကစားပါဟောင်း Ghana Dressia Gate ကိုခေါ်ယူဖို့ကမ်းလှမ်းထားပြီး35နှစ်သားက Paris ကိုပြောင်းဖို့စာနာရှိနေတာပါ Newcastle United ကလည်း Callum Wilson နေရာမှာအစားထိုးဖို့ Joao Petro ကို Brighton ရှိကခေါ်ယူဖို့ကမ်းလှမ်းခဲ့ကြောင်းဆိုထားပါတယ် Callum Wilson ကိုတော့လက်ရှိမှာ Everton Leeds United အသင်းတွေက အလွတ်ပြောင်းရွှေ့ချင်တဲ့ ချူပါနေတာပါဒါတွေကစေဥစားစရာနောက်ဆုံးရအောက်စားစင်ပါ